်လီဝန်ဒေါစကီညမှာအစားထိုးဖို့အတွက်အေဗာရက်စ်ကိုဘာစီလိုနာပြင်မှတ်ထားဘလွန်ကျသူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေဘာစီလိုနာသင်းကသူတို့ရဲ့ဝိုင်ရင်တိုက်စင်မှုချင်းရောဘတ်လီဝန်ဒေါစကီရဲ့နေရာမှာရေရှည်အစားထိုးနိုင်မှုအတွက်အတလန်တီကိုမက်ဒရစ်ကျဲဝင်ဂျူလီယန်အဗာရက်စ်ကိုအတိအကပြတ်မှတ်ဖြစ်တတ်မှတ်လိုက်ကြောင်းသတင်းတွေကပေါ်ထွက်လာခဲ့ပါတယ် ။ဘာစီလိုနာအသင်းဥက္ကဋ္ဌဂျိုအန်လာပေါ်တာကိုရိုင်းကအေဗာရက်စ်ကိုထိတ်တန့်ဦးစားပေးကစားသမားဖြစ်သတ်မှတ်ထားကြောင်းစပိန်ရေဒီယိုကန်ဒီနာအစီအရာကနေပြီးတော့ဖော်ပြခဲ့ပါရယ်။အဆိုပါသတင်းရအေဗာရက်စ်ကရာဖီးနီယာကိုပါဝင်အခြားပြိမှတ်တွေကိုကျော်လွန်ပြီးဘာစီလိုနာရဲ့နံပါတ်၁ပြိမှတ်ဖြစ်လာခဲ့ပါရယ်။ဒါပေမဲ့ဒီစီစဉ်ကလက်တလောခော်ယူဖို့မဟုတ်ပဲလီဝန်ဒေါစကီရဲ့လက်ရှိစာချုပ်ကုံဆုံးမဲ့2026-29ရာသီအတွက်ကြိုတင်ပြင်ဆင်မှုတစ်ခုပဲဖြစ်ပါရယ်။ ပိုလန်တိုက်စစ်မှုကြီးလူဝန်ဒေါစကင်းကအသက်36နှစ်ရှိနေပြီဖြစ်ပေမဲ့ထိတ်တန်းစင်းမှာခြေဆွပြနေတဲ့ကစားသမားတူဖြစ်ပါရယ်။ပြီးခဲ့တဲ့2024-25ရာသီအတွင်းပြန်ဝဲဆုံမှာတွင်းကို42ကိုထိသွင်းယူပေးထားနိုင်ခဲ့တာကြောင့်အသင်းထွက်သူ့ရဲ့အရေးပါမှုကအစားထိုးလို့မရသေးပါဘူး။ဒါပေမဲ့ကတ်လန်ကလပ်အသင်းကြီးကအနာဂတ်အတွက်ကြိုတင်စဉ်းစားနေပြီးတော့လီဝန်ဒေါစကီလိုမျိုးထိတ်တန်းချေဆောင်ထိန်းသိမ်းနိုင်မဲ့အရေးသွင်းမြင့်တိုက်စစ်မှုတို့လိုအပ်လာမယ်ဆိုတာသိရှိထားပါဗျ။ ်မန်ချက်စတာစီးတီးတပ်စစ်မှုကအေဗာရက်စ်ကလည်းအက်တလက်တီကိုအသင်းမှာအထူးခြေစွမ်းပြခဲ့ပြီးပြိုင်ပွဲဆုံးသွင်းကို29ဂိုးထိရောက်မှသွင်းယူထားခဲ့ပါတယ်။ဒါပေမဲ့သူ့ကိုခေါ်ယူဖို့ကတော့လွယ်ကူမှာမဟုတ်ပါဘူး။အက်တလက်တီကိုအသင်းကအေဗာရက်စ်ကိုယူရို85သန်းနဲ့ခေါ်ယူခဲ့ပြီးစာချုပ်ပါရော်ဂျေးကိုယူရိုသန်း900ဆိုတဲ့မဖြစ်နိုင်လောက်တဲ့ပမာဏနဲ့သတ်မှတ်ထားပါတယ်။အတင်းဥက္ကဋ္ဌအင်းရီကေဆယ်ရီဆိုကလည်းအေဗာရက်စ်ကိုရောင်းချမှာမဟုတ်ကြောင်းရှင်းရှင်းလင်းလင်းပြောကြားထားပြီးဖြစ်ပါတယ်။ လာလီဂါချန်ပီယံဘာစီလိုနာသင်းနေနဲ့လီဝန်ဒေါစကီနီယာကိုဆက်ခံမဲ့သူကိုမျက်စိပွင့်နားဆွင့်နေရင်းနဲ့သူရဲ့ဖန်နာရီချင်းလေးကိုပြန်လည်တိစောင့်နေစဉ်တွင်မှာပဲအာဂျင်တီးနားတိုက်စစ်မှုရဲ့ခြေစွမ်းကိုလာမယ့်ရသည့်တစ်လျှောက်လုံးအနီးကပ်စောင့်ကြည့်သွားမှာပဲဖြစ်ပါတယ်